လက်ရှိအချိန်မှာစစ်ကောင်စီဟာကြုံလိုမြို့အနီးတစ်ဝှရှိရေးရွာလေးကိုလေကြောင်းကနေတောင်မကလက်နက်ကြီးတွေနဲ့ပါအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့စည်ရေးသတိနဲ့သွာလာနေထိုင်ကြဖို့ဝန်မီသက်ပါတီ AD ကတိုက်တွန်းထားပါတယ်။ဧပြီလ15ရက်နေ့ကကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ရှိကန်းဒီကျေးရွာကိုစစ်ကောင်စီကလေကြောင်းနဲ့ပုံချဲတိုက်ခိုက်မှုပေါ့။မွန်ပြည်သက်ပါတီဆင်ရနာရှင်တိုက်ဖြတ်ရေး NMSP AD ကဧပြီလ18ရက်နေ့မှာသဘောထားထုတ်ပြန်လာတာပါ။ ဘာသာရေးဆောက်အုံတွေစာတင်ချောင်းတွေစေးရုံစည်းကမ်းတွေနဲ့နေရန်ဆောက်အုံတွေကိုစစ်ကောင်စီကပြင်းထန်ထားတိုက်ခိုက်နေတာကြောင့်ကျုံလို့မျိုးအနီးအနားရှိပြည်သူတွေနဲ့တခြားဒေသကပြည်သူတွေအနေနဲ့တတိထားကြဖို့တိုက်တွန်းတာဖြစ်ပါတယ်ကန်နီးစံပြကြေးွာရှိဖုန်ကြီးကျောင်းနဲ့အနီးတစ်ဝိုက်နေအိမ်တွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကဧပြီလ15ရက်နေ့12နာရီလောက်မှာနေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးအနီးအနားရှိကြေးွာတွေကိုလည်းအလားတူအဆမပြတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီလေကျောင်းတိုက်ခိုက်မှုကြောင့်၃နှစ်သားရွယ်ကလေးငယ်နှစ်အ 1ဦးနဲ့တက်ကြီးရွယ်ဦးအပါဝင်အရသား6ဦးသေဆုံးခဲ့ရပြီးအရသား6ဦးအပါဝင်တန်ဃာတော်9ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။ဒါပြင်အရသားပြည်သူအများပြားအထူးသဖြင့်တက်ကြီးရွယ်ဦးအမျိုးသမီးတွေနဲ့ကလေးသူငယ်တွေဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက်လူသားချင်းစာနာထောက်ထားမှုအခွင့်အရေးတွေဆောင်ရွက်ပေးဖို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အရက်ဖတ်အဖွဲ့အစည်းတွေကိုမွန်ဗီတက်ပါတီ AD ကတိုက်တွန်းထားတာပါ။ လက်ရှိစစ်ဘေးသင်ပြည်သူတွေအတွက်အရေးပေါ်လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိနိုင်မှုအရေးမိုဘီသေးပါတီ AD ရဲ့လူသားချင်းစာနာထောက်ထားမှုဌာနကလည်းတက်နိုင်တဲ့ဘက်ကနေအကူအညီပေးသွားမယ်လို့ဆိုပါတယ်စစ်ကောင်စီကအာဏာစုပ်ကင်ထားသည်ပြည်သူတွေအနေနဲ့နောက်ထပ်အလားတူဖြစ်ရမျိုးတွေကြုံတွေ့နေရအောင်မှဖြစ်လို့ပြည်သူတွေရဲ့နေစဉ်ဘဝအေးချမ်းလုံခြုံပြီးဒဏ်ထုညီမြောက်မှုရရှိတဲ့လူ့အဖွဲ့အစည်းတည်ဆောက်ရေးအဓိကဘုံရံသူဖြစ်တဲ့စစ်ကောင်စီပြိုကျရေးအတွက် မလူမျိုးတွေအားလုံးပူပေါင်းလှူဆောင်ကြမယ်အချိန်ရောက်ပြီလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်သူလူထုတွေကိုအကာအကွယ်ပေးနိုင်ရင်လည်းမလူမျိုးတွေရဲ့ကျမမလူမျိုးတွေဖန်နည်းနိုင်ရေးအတွက်မလူငယ်တွေနဲ့မွန်ပြည်သူတရက်လုံးကမွန်ပြည်သက်ပါတီအေဒီနဲ့အတူပူပေါင်းတော်လှန်ကြဖို့နိုင်ငံရေးစစ်ရေးဦးဆောင်ခွဲကဖိတ်ခေါ်ထားပါတယ်။